းမဲမင်္ဂလာပါဗီဒီယိုရေမှာကြိုးစို့ပါလေကျွန်တော်မနောဗီဒီယိုပါလောကရှိလူသားတိုင်းဟာအသက်ရှင်နေကာလပတ်လုံးမိမိတို့စားဖို့နေရအတွက်စီးပွားရေးလုပ်ငန်းမျိုးမျိုးတို့ကိုမိမိတို့လုပ်ဆောင်နိုင်တဲ့လုပ်ငန်းများအလိုက်အလုပ်နေရာအိမ်တိုက်တာများဆက်ရုံအလုပ်ရုံကုမ္ပဏီများဈေးတိုင်များစသဖြင့်နေတဲ့နေ့အမြဖွင့်လှစ်လုပ်ကြရပါလေ ရှေးပညာရှိကြီးများသီတင်ဆောင်ရွက်တော့ပညာရဲ့ရေတရာများဖြင့်မိမိတို့အတွက်ခေနဲ့ကင်းခြင်းလက်လာပါရှင်လန်းခြင်းကုညီမသာ ပံ့ပိုးပြီးမိပံ့ပိုးပေးမိအပေါင်းအသင်းများနဲ့ပြည့်စုံပြီးလုပ်ငန်းဆောင်တာများဖွန်ကားအောင်မြင်မင်္ဂလာရှိကြသည်ယံယခုဖော်ပြမယ့်ပညာရေတရာများကိုရေတရာပညာများဖြင့်တိုင်းပြုလုပ်ဆောင်ရွက်ကြပါကထူးထူးခြားခြားအကျိုးတရားများရရှိလိမ့်ကြပြီဖြစ်ပါသည် ဒုနင္ကနေသားသမီးအတွက်လှုပ်ဆောင်ရမလှုပ်ဆောင်ရကတော့ကန့်ကွန်ညောခေညောများကိုသို့မဟုတ်အလုထာနာဖျားအိမ်သို့မဟုတ်ညောင်ရီဦးမှာတကားခေါင်းရင်တကားပေါက်မှာလကားဖို့တာပါခொနည်းရဲ့ဒီချိန်ပန်းကိုလဲပြပါအိမ်ရှိရှိရဲ့အုံးမေတပင်ဆိုင်ပါအုံးမေမဆိုင်မီဆိုင်မီနေရာမှာမြေတန့်နဲ့ကြောင်းမြရာမျိုးစုံခုနှစ်လုံးမြေတန့်မြက်လက်တစုံ စံလက်တစ်စုပ်ခြေပိုက်တန်တပြားတို့ကိုရော့ထည့်ပြီးစိုက်ပါ စိုက်ပြီးလင်ရွှေငွေကြီးလောင်းပြီးမိမိလိုရာဆူတောင်းပါစိုက်ထားသောတစ်ပင်ရှင်းလန်းကြီးရလီလီမိမိအတွက်မင်္ဂလာပေါင်းနဲ့တိုးတက်လီလီဖြစ်ပါတယ်ပြုလို့ရမိနေတဲ့အချိန်ခါမှာတော့ဒနုငနီနေ့နနပါ9နာရီ45မိနစ်မှာနနက်10နာရီခွဲအချိန်အတွင်းပြုလို့စိုက်ပြရမှာဖြစ်ပါတယ် တနင်္လာသားသမီးများအတွက်ကတော့မိသားညွတ်နဲ့တပြေးပန်းများကိုမိမိအိတ်အလုထာနာဖခင်ညောင်ရိုးများမှာလကောခေါင်းရင်တကားပေါက်မှာလကောထိုးတာပါ ခုနှစ်ရက်တစ်ချိန်ပန်းကိုလဲပေးပါအေးရှေ့မြောက်ရက်မှာကန်းကိုပင်တုံးမုတ်မကြီးပင်တပင် စိုက်ပြိုးပါတိပင်းဆိုင်လင်ဆိုင်မိနေရာမှာမြေတန်းကြောက်မြေရံမျိုးစုံခုနှစ်လုံး မြေသာမြတ်လက်တဆုံဆန်လက်တဆုံကြေးပိုက်တန်တပြားထည့်ပြီးရွှေငွေကြီးလောင်းပြီးလိုရစုတောင်းပြီးစိုက်ပါပြုလို့ရမည့်နေ့နဲ့အချိန်ကားကတော့တနေ့လာနေ့နဲ့9နာရီ45မိနစ်မှာနနက်10နာရီအတွင်း10နာရီခွဲအတွင်းပြုလို့ရမှာဖြစ်ပါတယ်ငင်္ဂါသားသမီးတွေအတွက်ကတော့ခရီးညော့ မြေတာညွန့်တို့မိမိနေအလုထာနာများဖရာညောင်းရွေးမှာလကောခေါင်းရင်အိမ်တကားပေါက်မှာလကောထိုးတာပါစိုက်တဲ့အခါမှာမြေသက်ကြောင်းမြေရတာမျိုးစုခုနှစ်လုံးမြေတာမြက်လက်တစုံစံလက်တစုံပိုက်ဆံတစ်ပြက်ထည့်ပြီးရွှေငွေကြီးလောင်းပြီးလိုရသူတောင်းပြီးစိုက်ပါ ပြုလို့ရနေတဲ့ချိန်ကားကတော့အင်္ဂါနေ့နဲ့9:45မိနစ်မှာ10:00ခွဲအတွင်းစိုက်ရမှာဖြစ်ပါတယ် ဗုဒ္ဓဥသာသမီးများအတွက်ကတော့တပြေပန်းနဲ့ခေညိုများကိုမိမိအိမ်ဌာနမှာလည်းကောဖះညော်ရွေးမှာလည်းကောမိမိနေရင်တွဲမှာလည်းကောအလုတ်ရေအိုးမှာလည်းကောခေါင်းရင်အိမ်တကားပေါ်မှာလည်းကောထိုးတာပါပန်းများကိုခဏရက်တစ်ကြိမ်လဲပေးပါအေးနောက်မြောက်တောင်းပါရာဟုတောင်းပါမဲသလီပင်တပြင်ဆိုင်ပါ စိုက်သည့်နေရာမှာ မြေတန်းနဲ့ကြောက်မြေရနာမျိုးစုံခုနှစ်လုံးနဲ့မြေသားမြက်လက်တစုံဆန်လက်တစုံခြေပြပတ်တန်တပြားထည့်ပြီးရွှေငွေလောင်းပြီးလိုရစုတောင်းပြီးစိုက်ပါပြုတ်လို့ရမိနေ့နဲ့ချိန်ကာကတော့ဘိုးတို့နေ့နဲ့9နာရီ45မိနစ်မှ10နာရီခွဲအတွင်းစိုက်ရမှာဖြစ်ပါတာသာပရိသတ်သမီးများအတွက်ကတော့တေဟုံညောတေရညောတီးညော ရရတကူကူနဲ့ဒေါနာပန်ထန်းညတကူကူနဲ့ထိန်ညထနောင်းညရရတကူကူနဲ့ပေါင်းပြီးအိမ်ဖျားမှာညောင်ရုံးမှာလကောင်းအလုဌာနကောင်းရင်မှာလကောင်းပန်းများကိုထိုးတာပါပန်းများကိုခုနှစ်ရက်တကြိမ်လဲပေးပါအေးရှေးမြောင်ရဲ့တနုငဏီတောင်းမှာတီးပင်တုံးမို့တီဟူတဲ့တရက်ပင်တင်းပင်ရရတစ်ပင်ကိုစိုက်ပါ စိုက်လင်စိုက်မိနေရမှာမြေသက်ကြောင်းမြေရံမျိုးစုခုနှစ်လုံးမြေသားမြက်လက်တစ်စုံဆန်လက်တစ်စုံနဲ့ကြေးပိုက်ဆန်တစ်ပြတ်ထည့်ပြီးရွှေငွေကြီးလောင်းပြီးစိုက်ပါပြုလို့ရန်ချိန်ခါကတော့ကြာသာပရိနေနဲ့9နိုင်45မိနစ်မှ10နိုင်ခွဲအတွင်းဖြစ်ပါတောက်ကြနေသားသမီးများအတွက်ကတော့ဒန်းညွန့်သုံးဖို့ဒေါနာပန်းသုံးဖို့ထန်းညွန့်နဲ့ ခေရင်ညွန်များကိုအိမ်မဖျားညောင်ရုံးမှာလကောအလုဌာနမှာလကောကောင်းရင်တကားမှာလကောထိုးထားပါဗန်းများကိုခနည်းတစ်ချိန်လဲပေးပါအိမ်ရဲ့ရှေ့ရက်မှာတီဟိုတည့်ရပင်တင်းပင်တီးပင်ရရပင်ကိုစိုက်ပါ စိုက်ရင်စိုက်ပြုံးမိနေရာမှာမြေသက်ကြောင်မြရတာမျိုးစုံခုနှစ်လုံးမြေသားမြက်လက်တစုံဆန်လက်တစုံနဲ့ ခြေပိုက်ဆံတစ်ပတ်ထည့်ပြီးရွှေငွေကြီးလောင်းပြီးစိုက်ပါနေနဲ့အချိန်ခါကတော့တောက်ကြနေနဲ့နဲ့9:45မိနစ်မှာ10:00ခွဲအတွင်းဖြစ်ပါစနေသားသမီးများအတွက်ကတော့အိမ်ကဖះမှာဘုံညုံတဲ့တပြည်ပန်းတို့ညောင်ရွေးဦးမှာဖြစ်စီ အလौဌာနမှာဖြစ်သည်ခေါင်းရင်းကအိမ်ပေါက်မှာဖြစ်စီထို့တာပါခုနှစ်ရက်ကြာချင်းပန်းလဲပေးပါအေးနောက်ရက်မှာထမ်းမင်းသုံးမုံထိမ့်မင်းထနောင်းမင်းရရပင်တပင်ကိုစိုက်ပါသစ်ပင်စိုက်ရင်မြေတန်းတန်းကြောင်းမြေရနာမျိုးစုံခုနှစ်လုံးမြေသားမြက်လက်တစ်စုံဆန်လက်တစ်စုံကြေးပိုက်ဆန်တစ်ပြားထည့်ပြီးစိုက်ပါ ရွှေငွေကြီးလောင်းပြီးလိုရဆူတောင်းပြီးစိုက်ပါ ပြုလို့ရနေ့နဲ့ချိန်ခါကတော့တနေ့နေ့နဲ့9နိုင်45မိနစ်မှ10နိုင်ခွဲအတွင်းပြုလို့ရမှာဖြစ်ပါတယ်။တဲ့ပါတိုင်းနေ့နဲ့ချိန်ခါပြည့်စည်ပြုလို့သည့်ကိစ္စတော့ ਨੇ ဒီရမကန်စာလှုပ်ဆောင်ကြပါကမိမိတို့ဘေးရန်နဲ့ကင်းဝေးသေးခြင်း၊ကျက်တည်မင်္ဂလာတို့ပြည့်စုံရရှိခြင်း၊ဒီဘဝလက်လာဘကောင်းကျိုးချမ်းသာပြပြနဲ့ပြည့်စုံခံစားကြရမည်ဖြစ်ပါတယ်။ အားလုံးပဲမိတ်ဆွေများရှင်လန်းချက်မြကြပါခင်ဗျာ